တန်းတလာရာဒီပွားများအတွက်2025ခုနှစ်အော်တိုဘာလတလစာဟောစတန်းကိုကျွန်တော်တို့ရဲ့ channel ကနေတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျဒီတစ်နှစ်လုံးစာအတွက်အလောက်ကိုင်းငွေချေးအချစ်ရေးကျမ်းမာရေးအပြင်ပညာရေးတို့ကိုပါဖော်ပြပေးထားတာမို့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြဖို့ပြောချင်ပါတယ်ခင်ဗျကျွန်တော်တို့ရဲ့ channel လေးကို subscribe မလုပ်ထားရသေးရင်လည်းလုပ်ခဲ့ပေးဖို့တောင်းဆိုလိုက်ပါတယ်ခင်ဗျကံရာဒီပွားဖီကိုများအတွက် 2025ခုနှစ်အော်တိုဘာလအတလဆာဟောစတန်းကိုကျွန်တော်တို့ရဲ့ channel ကနေတင်ဆက်ပေးလိုက်ပါရခင်ဗျာပထမဆုံးအနေနဲ့အခြေရေးအကြောင်းကိုပြောပြပေးသွားပါမယ်ခင်ဗျာလရဲ့အစောပိုင်းမှာလူမှုဆက်ဆံရေးတဟဇာတာဖြစ်မှုများနဲ့စတင်နိုင်ပါတယ်အတိတ်ပဲရှိတော်စကားပြောဆိုမှုမှတစဉ်ပြဿနာများကိုဖြေရှင်းနိုင်ပြီးပေါင်းတင်ဆက်ဆံရေးကိုခိုင်မာစေပါမယ်တကူရီဓမ္မများအခြေကိုတွေးရှိနိုင်ပါတယ်လလေပိုင်းတွင်အနောက်ရှက်များနဲ့ပဋိပက္ခများကပုံမကောင်းမွန်သောနက်ခတ်ပီရင်ဆိုင်ရာထောက်ခံမှု ကူညီမှုတို့ကြောင့်အံ့ဩပဲကောင်းတော့အချစ်ရေးဆိုင်ရာအခိုက်အတန့်များကိုရလာနိုင်ပါ रे လိုက်ဤဒုတိယတဝက်တွင် စိတ်မရှိခြင်းအတွင်းစိတ်အပြောင်းအလဲများနှင့်အလင်းစလိုလှုပ်ဆောင်မှုများရှိနိုင်ပါ रे တတိထားပါမာနကိုရှောင်ရှားရင်ပင်းပြတော့စိတ်ခံစားမှုများကိုအပြုတ်တော်ဆောင်တော်လမ်းကြောင်းတို့ပြောင်းပါလကုံပိုင်းတွင်စိတ်ခံစားမှုများကိုထိန်းချုပ်ပြီးအစိုးမြင့်စိတ်ကိုရှောင်ခြင်းကအချစ်ရေးစကားများလှပတော့အခိုက်အတန့်များနှင့် တိုးတက်လာတော့အချစ်ကိုခံစားပါ စိတ်နေစိတ်ထားကိုထိန်းချုပ်ခြင်းကချစ်ချင်းမြတ်တာကိုပုံမူရရှိစေနိုင်ပါれခြုံပြီးပြောရရင်ဣဓာဟာတဟဇာတာဖြစ်မှုရှင်းလင်းပြတ်တာမှုများကအချစ်ဇလန်နဲ့ဆက်တွယ်မှုများကိုနှက်ရှိုင်းစေပြီးချီရတူနဲ့တန်ဖိုးရှိတော်ချိန်များကိုပျော်ရွှင်စွာအတူဖြတ်တန်းရန်အခွင့်အရေးများကိုစောင့်ကျင်းပေးမဲ့လဖြစ်ပါれဆက်လက်ပြီးကျမ်းမာရေးအခြေအနေကိုပြောပြပေးပါမယ်ဒီလအတွင်းတွင်ကျမ်းမာရေးနဲ့ကိုယ်ကာယကြံ့ခိုင်မှုအတွက်ရေဘူးအားဖြင့်အကောင်းများသောလအဖြစ်မျှော်လင့်နိုင်ပြီးစွမ်းအင်စင်များတည်ငြိမ်နေမည်ဖြစ်ကား ကိုပိုင်ဂီယူဆိုင်မှုနဲ့အပန်းဖြေအားယူရန်အခွင့်အလမ်းများရရှိမှာဖြစ်ပါတယ်။စိတ်နေစိတ်ထားဆိုင်ရာစိန်ခေါ်မှုများနဲ့ကနဦးစိုးရင်ပူပန်မှုများပေါ်ပေါက်လာနိုင်တော့လဲကျမ်းမာရေးကိုထိန်းသိမ်းရန်အတွက်စိတ်ခံစားမှုထိန်းချုပ်ခြင်းနဲ့ပေါ်ပါတော့လှုပ်ရှားမှုများကိုဦးစားပေးပါ။အလုံးစုံကျမ်းမာရေးအခြေအနေတိုးတက်မှုခန္ဓာရည်အားတိုးလာမှုနဲ့ခုခံအားစနစ်ခိုင်မာလာမှုတို့ကိုကြိုတင်မျှော်လင့်နိုင်ပါတယ်။လလေပိုင်းတွင်စေဗီဇူမှုအချို့တို့မဟုတ်ကိုလက်ဆိုင်ရာနာကျင်မှုများပေါ်လာနိုင်တော့လဲပြင်းထန်သောစွမ်းအင်စင်များနဲ့ ကျမ်းမာတော်နေထိုင်မှုပုံစံကစိန်ခေါ်မှုများကိုကင်တွယ်ဖြည့်ရှင်းပေးရတွင်အထောက်အကူဖြစ်စေပါလိမ့်မယ်။လကုံပိုင်းမှာဂျူများ၏မကောင်းတော်လွှမ်းမှုမှုကြောင့်စိတ်မကြည်မလင်ဖြစ်ခြင်းများရှိနေတော့လဲစိတ်ခွန်အားများကိုပြန်လည်ရရှိပြီးအဆင်ပြေတော့ပါလိမ့်မယ်။အကောင်းမြင်စိတ်ဖြင့်နေထိုင်ပါ။ကိုပိုင်ကူးဆိုင်မှုများကိုဦးစားပေးပါ။ကိုနှင့်အဆင်မပြေစမ်းတက်ထားခြင်းမရှိတော့ကျမ်းမာ၏နိလန်းများကိုစူးစမ်းရှာဖွေခြင်းမှရှောင်ခြင်းမှထို့အစား ထိရောက်မှုရှိကြောင်တက်တွေပြထားသည်လွတ်ယိုလွတ်ဆင်များနှင့်ကုထုံများကိုအာယုံဆိုင်ပြီးအပြုတ်တော်ဆောင်တော်ဆွမ်းရင်များကိုလက်ခံခြင်းဖြင့်ဂျမ်းမာရေးကိုအမြင့်ဆုံးရရှိစေကာဂျမ်းမာတော်စိတ်နှင့်ခန္ဓာကိုယ်ဖြင့်ပြည့်စုံသောဘဝကိုပျော်ရွှင်စွာဖြတ်တံပါအခုတခါတော့ငွေကြေးပန္နာရဲ့အခြေအနေဆောင်ရန်ရှောင်ရန်များကိုပြောပြပေးပါမယ်ဤလအတွင်းငွေကြေးတိုးတက်မှုကောင်းမှုမည်ဖြစ်ပြီးဝင်ငွေရှာဖွေရန်အခွင့်အလမ်းများလည်းရလာနိုင်ပါတယ်ထို့သောစူးစမ်းအားထုတ်မှုနဲ့တိကျသောစီမံကိန်းရေးဆွဲမှုလိုအပ်ပါတယ် ရလတ်များရရှိရန်အချိန်ယူရမည်ဖြစ်တော့လေငွေကြေးကိစ္စများလွယ်လွယ်ကူကူပင်ဖြေရှင်းနိုင်ပါလိမ့်မယ်။လလယ်ပိုင်းတွင်စီကံရှိမှုနှင့်မျှတော်ဆုံးဖြတ်ချက်များချမှတ်ရန်လိုအပ်မည်ဖြစ်ပြီးအခွင့်အလမ်းအစ်စ်များကကောင်းသောရလတ်များနှင့်အကျိုးမြတ်ကိုဆောင်ယူလာပေးပါမည်။လ၏ဒုတိယတဝက်မှာအပြုတော်ဘောဆောင်သောအပြောင်းအလဲများကိုယူဆောင်လာမှာဖြစ်တော်လေအနာဂတ်တိုးတက်မှုအတွက်မယုတ်တဆိုင်စီမံကိန်းရေးဆွဲရန်လိုအပ်သည့်ရှုပ်ထွေသောအခြေအနေတစ်ခုလည်းရှိလိုနေပါသည်။ လကုံပိုင်းကာလာကတော့ရေဘူးအားဖြင့်ကောင်းမွန်တော်လေစိန်ခေါ်မှုများရှိနေပြီဖြစ်ရာရင်ဆိုင်နိုင်စွမ်းနဲ့စိတ်ရှည်တည်ခံမှုလိုအပ်ပါမယ်ဂျုံများကရီမန်းချက်ကြီးတော်ကျိုးပန်းမှုများကိုအားပေးလိမ့်မယ်တို့တော့စီမံကိန်းကိုဆွေးမြဲစွာလိုက်နာခြင်းကကောင်းသောရလဒ်များကိုယူဆောင်လာပါမယ်ရှုပ်ထွေးသောအခြေအနေများကြားတွင်ဝင်ငွေရှာဖွေရန်အခွင့်အလမ်းများပေါ်ပေါက်လာမည်ဖြစ်ရာစည်းကမ်းရှိမှုနှင့်ငွေကြေးဖွဲ့စည်းပုံလိုအပ်ပါသည်မြင်သာသောတိုးတက်မှုဖြစ်ပေါ်လာမည်ဖြစ်တော့လေချမှတ်ထားသောဆုံးဖြတ်ချက်များသည့်ငွေကြေးလွတ်လပ်ခွင့်ကိုတက်ရောက်မှုရှိမည်ဖြစ်ပြီး လာကုန်ပိုင်းတွင်အရေးကြီးသောအရောင်းအဝယ်များရှိလာပါလိမ့်မယ်။ဒီတာဟာငွေကြေးတိုးတက်မှုခွင့်လန်းများနဲ့စိန်ခေါ်မှုများကိုဆောင်ကျဉ်းပေးမိဖြစ်ပြီးတည်ငြိမ်မှုနဲ့ကြွယ်ဝချမ်းသာမှုကိုရရှိရန်အတွက်ကြိုးစားအားထုတ်မှုစည်းကမ်းရှိမှုရှိရန်လိုအပ်လာပါတယ်။ဆက်လက်ပြီးအတက်မွေးဝန်းချောင်းဆိုင်ရာအကြောင်းအရာများကိုပြောပြပေးပါမယ်ခင်ဗျာ။ဒီတာဟာပုံမှန်မဟုတ်တော့ချဉ်ကပ်မှုများစိန်ခေါ်မှုအစ်စ်များနဲ့လူကျင်သောရလက်ရရှိရန်ဇွဲရှိရှိကြိုးပမ်းမှုများနဲ့စတင်ပါတယ်။ခွဲချမ်းစိတ်ဖြာနိုင်စွမ်းနဲ့အတွေ့အကြုံတို့ကအခက်အခဲများကိုကျော်လွှားနိုင်ရန်ကူညီပေးမိဖြစ်ပြီး ဂျုံများကလည်းတိုးတက်မှုကိုအထောက်ပံ့ပေးနေပါတယ်။လုပ်ငန်းပညာရှင်များအနေနဲ့ပြဿနာများဖြေရှင်းနိုင်ပြီးကောင်းမွန်သောဆွမ်းဆောင်ရည်များကိုပြသနိုင်မှုမျှော်လင့်နိုင်ပါတယ်။စွန့်ဦးတည်ထင်သူများအနေဖြင့်အနာဂတ်အောင်မြင်မှုစီကံကိုစတင်ကျင့်သုံးရပါမယ်။လလဲပိုင်းတွင်အနေထားကိုခိုင်မာအောင်လုပ်ပါ။တင်းငယ်တော်အတားစီများကိုကြော်ဖြတ်ပါ။လှုပ်ဖို့ကင်မတ်များနဲ့ပြင်းထန်သောဆွေးနွေးမှုများပင်ဖြစ်လင့်ကစားလှုပ်ဆောင်ပါ။ဒုတိယလှတဲ့ဝက်ကအပြုတ်တော်ဆောင်တော်တိုးတက်မှုများစိတ်အားထက်သန်မှုနဲ့ ကြီးထွားမှုအခွင့်အလမ်းများကိုယူဆောင်လာမည်ဖြစ်တော်လဲအမြဲတည်ထားပါပြိုင်ဘက်ကိုစောင့်ကြည့်ပါစီးပွားရေးလုပ်ငန်းရှင်များဒီကနဦးတင်းမာမှုနဲ့စိန်ခေါ်မှုများရှိတော်လဲလုပ်ငန်းချက်ထွင်းနိုင်ပြီးတိုးတက်ပါလိမ့်မယ်လကုံပိုင်းတွင်လုပ်ငန်းတာဝန်များတိုးလာကစိန်ခေါ်မှုများပေါ်ပေါက်လာပြီးကြီးထွားမှုစွမ်းဘကနဲ့ဂရုတစိုက်ဆုံးဖြတ်ချက်ချမှုများအတွက်အခွင့်အလမ်းများကိုစုပ်ကိုင်ပါအထူးသဖြင့်စီးပွားရေးလုပ်ငန်းရှင်များအတွက်အတက်မွေးဝမ်းကြောင်းဆိုင်ရာအလားအလာများကိုအကောင်းဆုံးဖြစ်စေရန်နဲ့လိုအပ်သောရလဒ်များရရှိစေရန်အတွက်တိကျစွာစီမံကိန်းဆွဲပါ လက်ရှိအနေအထားကိုခိုင်မာအောင်လုပ်နိုင်လေလေအခွင့်အလမ်းအစ်များမှအကျိုးမြတ်ပူရလေလေဖြစ်လာပါမယ်။အခုနောက်ဆုံးပညာရေးဆိုင်ရာအကောင်အဆိုးများကိုဆက်လက်ပြောပြပြီးတော့ပါမယ်ခင်ဗျာ။ဒီလထဲမှာပညာရေးအောင်မြင်မှုများကိုရရှိနိုင်ပါလိမ့်မယ်။ပထမတစ်ပတ်အတွင်းတွင် ကောင်းမွန်သောဂျိုအခြေအနေများရှိနေပါတယ်။အထူးသဖြင့်အင်ဂျင်နီယာ၊ကုတန်းရောင်းဝယ်ရေး၊စီမံခန့်ခွဲမှုနဲ့စီးပွားရေးပညာရေးဆိုင်ရာကျောင်းသားများတိတိတတ်အောင်မြင်မှုပိုလာပါမယ်။လလေပိုင်းတွင်စိန်ခေါ်မှုများပေါ်ပေါက်လာမည်ဖြစ်ရာ နီးပညာကျောင်းသားများအတွက်ပုံမအားထုတ်မှုလိုအပ်ပြီးပြိုင်ဆိုင်မှုဆောင်ပွဲများအတွက်ပြင်ဆင်နေသူများအတွက်ထပ်ဆောင်လမ်းညွှန်မှုလိုအပ်နေပါတယ်။ထို့သောလာဤဒုတိယတဝက်မှာပညာရေးတိုးတက်မှုအတွက်အကောင်းဆုံးအခွင့်အလမ်းများကိုယူဆောင်လာနိုင်ပြီးတိုးတက်မှုကိုမြင်တွေ့ရပါမယ်။ပညာရေးဆိုင်ရာဆုံးဖြတ်ချက်များမချမီဆရာများတို့မဟုတ်မိဘများထံလမ်းညွှန်မှုရယူရန်အရေးကြီးပါတယ်။လကုံပိုင်းတွင်ဂျိုများကအစင်းမြင့်ပညာရေးအပေါ်စိတ်ဝင်စားမှုကိုနှိုးဆော်ပေးပြီးအနုပညာဆန်သောစိတ်တော်ဒါများကိုမွေးမြူပေးကား တီထွင်ဖန်တီးနိုင်သောစိတ်နေစိတ်ထားကိုမြင့်တင်ပေးပါလိမ့်မယ်။အစိမ့်မြင့်ပညာရေးကိုစဉ်းစားနေသူများအတွက်ထူးချွန်သောအခွင့်အလမ်းများပေါ်ပေါက်လာမည်ဖြစ်ပြီးအတိတ်ပညာတိုးချဲ့ရန်နဲ့မိမိကိုယ်ကိုတိုးတက်အောင်ရင်းနှီးမြှုပ်နှံရန်အကောင်းဆုံးအချိန်ဖြစ်ပါတယ်။ဆွေးရှိရှိစူးစမ်းအားထုတ်မှုနဲ့စိတ်ရှည်တိခတ်မှုတို့ဖြင့်လိုချင်သောရလဒ်များကိုရရှိနိုင်ပါမယ်။စိန်ခေါ်မှုများကိုအောင်မြင်မှုဖြစ်လို့ပြောင်းလဲနိုင်ပြီးရေရှည်ပညာရေးဆိုင်ရာအကျိုးကျေးဇူးများအတွက်တီးခန့်ခြင်းကိုမွေးမြူရပါလိမ့်မယ်။ဒီလအတွက်ကတော့ဒီလောက်ပါပဲခင်ဗျာ။ ျွန်တော်တို့ channel ကနေအခုလိုမျိုးယာဒီကွင်လိုက်ကောင်းခြင်းဆိုးခြင်းများပြင်ဆောင်းရန်ရှောင်းရန်များကိုပါလာစဉ်လာတိုင်းအတွက်တင်ဆက်ပေးမှာဖြစ်လို့ကျေးဇူးပြုပြီးကျွန်တော်တို့ channel လေးကို like follow နဲ့ subscribe လေးလုပ်ခဲ့ကြဖို့တောင်းဆိုလိုက်ပါရခင်ဗျာချိန်ပေးပြီးနှားထောင်ပေးခဲ့ကြလို့ကျေးဇူးတင်ပါရခင်ဗျာဘေးရန်ရဲ့ခင်ဗျစိတ်ရောကိုယ်ပါနှွေးထွေးလုံခြုံတော့နေ့ရက်များစွာကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ